မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလမေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်စက်တင်ဘာလ25ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00ခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရဟိုင်းရှမ်းကုန်းမြို့မှာ32ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရဟိုင်းနဲ့မန္တလေးမြို့မှာ33ဒီဂရီဆယ်စီယပ်62ဒီဂရီဖာရဟိုင်းတို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00ခွဲအချိန်မိုးလေဝသဂျိုတိုမှာဖမ်းရရှိတဲ့ပုံအရကပ်ပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်ရောမှာတိမ်သက်တမ်းမှာတိမ်ထွက်ထနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာမိုးဒေတာများဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးဒေတာများရွေးလျားရာနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့တူ လေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျက်စီးလက်ကျင်းနဲ့မိုးသီးကျွေခြင်းစားရိမ်မိုးလဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်မယ့်အကြံပြုပါသည်ကချင်ပြည်နယ်စကိုင်းဒေသကြီးအထက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတိမ်နေငယ်ဖြစ်ထွန်းနေပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်များမှာတိမ်အထင်တန်မှာတိမ်လှထက်နေတာကိုတွေ့ရပါသည်ဒီကနေ့မြန်မာစံတော်ချိန်စက္ကွန်30နာရီချိန်တိုင်းတော်ရကြများအောင် BNN နိုင်ငံ ။မြောက်ပိုင်းဒေသများကိုဖျက်ဆော့ခဲ့တဲ့အပူပိုင်းမုန်တိုင်းငယ်ဟောင်းအနောက်ဘက်သို့ရွှေ့လျားခဲ့ပြီး PNN နိုင်ငံမြောက်ပိုင်းကုန်းနုဒေသများကိုဖျက်ဆော့လျက်ရှိပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းငယ်ဟောင်းအနောက်ဘက်သို့ဆက်လက်ရွှေ့လျားနိုင်ပြီးနောက်24နာရီအတွင်းတဖြည်းဖြည်းအာရုံသွားမယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဒင်္ဂလားပင်လယ်အော်မှာမုတ်တုံလျားကောင်းနေပါတယ်။မြမပင်လယ်ပြင်မှာမြမကံရံတရှောင်းနဲ့ ကဲလော်ပင်လေပြင်းတို့မှာရံဖန်ရံခမိုးသက်လေပြင်းများဆက်ရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကို35မိုင်တိတက်ခတ်နိုင်ပါတယ်။လိုင်းမြင်မှာညမကံယူရန်တစ်ဆောင်နဲ့ကဲလော်ပင်လေပြင်းတို့မှာ7ပေမှ12ပေကန်ရှိနိုင်ပါတယ်။နက်ပြန့်မွန်းတဲ့ချိန်ထိခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြောင်စကနိုင်းဒေသကြီးနဲ့ကယောင်ပြည်နယ်တို့မှာနေရာကျကျရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာစစ်စင်နေချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်းဒေသကြီးအေရော်တီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာနေရာနဲ့ပြောင်းမှုထစ်ချုံရွာပြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရော်တီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ် နေပြည်တော်နဲ့ဤတဝိုင်းမနက်ဖြန်အတွက်မိုးလဝတအခြေအနေခန့်မှန်းချက်မှာမိုးတစ်ချိန်နှစ်ချိန်တစ်ချုံရွာပါမယ်။မြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ဤတဝိုင်းမနက်ဖြန်အတွက်မိုးလဝတအခြေအနေခန့်မှန်းချက်မှာလိမ့်မိုးတစ်ချိန်နှစ်ချိန်တစ်ချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရန်ဟိုက်နဲ့ အနေအဆုံမူချိန်မှာ24ဒီဂရီဆယ်စီယံ85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းမင်းက်ဖြံအတွက်မိုးလဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြောင်းမုတ်ထချုံရပါမယ်။အမြင့်ဆုံမူချိန်မှာ33ဒီဂရီဆယ်စီယံ67ဒီဂရီဖာရန်ဟိုက်နဲ့အနေအဆုံမူချိန်မှာ24ဒီဂရီဆယ်စီယံ85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့အတွက်ခမန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးအေရော်ဒီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးဆက်လက်ပေါ်နေပါမယ်အထူးမိုးလေဝသတဲ့ဒီကနေ့မြန်မာစံတော်ချိန်15:30နာရီချိန်တိုက်ထွာချက်များအရကပ်ပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံလေးအကောက်နေခြင်းကြောင့်လကောင်းကပ်ပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်တို့မှာလေတုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လကောင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသများကိုဖြစ်ကျော်လျက်ရှိတဲ့အပူပိုင်းမုန်တိုင်းငယ်မှာပြတ်ထွက်လာတဲ့တိမ်တိုက်များကြောင့်လကောင်းယနေ့ညနေမှာတရက်ဆယ်လာ2025ရဲ့နေ့အတွင်းစကရနေသားကြီးအချက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနေနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကရနေသားကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ် ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစစ်စစ်မှနေရာနှံပြမုတ်တချုံရွာပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကရနေသားကြီးအောက်ပိုင်းအေရရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာဒေသအလိုက်နဲ့နေရာကွက်၍မိုးကြီးနိုင်ပါတယ်မြမကန်ယူတန်းတရှောင်းနဲ့ကန်လွန်ပင်လက်ပြင်းတို့မှာ ရှမ်ပန်ရံခမိုးသက်လေးပြင်းများချက်ရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးသက်လေးပြင်းစားစဉ်ရေပြင်းပြင်းပြင်းလျာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းပြင်းမှာမြမကင်ရုံနဲ့တရှောင်းနဲ့ကလွန်ပင်လက်ပြင်းတို့မှာ7ဘေးမှ12ဘေးခန့်ရှိနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍မိုးသီးထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျဲခြင်း လျှက်တစ်ပြက်ရေးကြီးခြင်းနဲ့မြေပြိုခြင်းစားရဲတဘာဝဘီအန်အေများဖြစ်ပေါ်နိုင်မှာသဖြင့်အဆိုပါဒေတာများရှိ ကုန်းမြစ်ဒေတာအနီးမှာ နေထိုင်ကြသူများအနေဖြင့်မြေပြုံမှုအန္တရာယ်မြင်ငယ်ချောင်းငယ်များအနီးမှာ နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရဲ့နဲ့ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တန်းရေးနဲ့ဆယ်မြောင်းတဒမက်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မှာရန်သတိပေးနှိုးဆော်အပ်ပါသည် အခုတင်ပြခဲ့တာကတော့ဒီကနေ့ညာခုနှစ်နိုင်ချင်းထုတ်ပြန်တဲ့မူလပသားသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်